3ရက်8လ2024ဒီကကျော်တတိယဆင်သမုတ်စီပိုင်းဘောဓိပက္ခိယသင်္ကဟအဲ့ဒီမှာဘောဓိပက္ခိယသင်္ကဟမှာဆိုရင်ဘောဓိဘောဓိပက္ခိယဘောဓိပက္ခိယသင်္ကဟဆိုတဲ့တခုချင်းဒီရဲ့အဓိပ္ပာယ်ကိုခွဲခွဲပြီးတော့သိရမှာပေါ့နော်ဘောဓိဆိုတာပါလဲဘောဓိဆိုတာသစ္စာ၄ပါးတရားကိုသိတတ်သောကြောင့်ဘောဓိညီညီတဲ့ ဗောဓိမြည်သောအရိယာမေယီအသိအပင်၌အပင်အသိ၌အမင်းအသိဆိုတာအဖွဲ့ဝင်ပေါ့နော်ဖြစ်ကုန်သောတတိပတ္တံတမပတ္တံစတဲ့တရားတွေကဗောဓိပက္ခိယမြည်ပါတယ်ထိုတရားတို့ကိုရေတွေ့ရေဖော်ပြရာဖြစ်သောသင်္ဃာသည်ဗောဓိပက္ခိယသင်္ဃာမြည်၏ဒါဆိုရင်ဗောဓိအကြောင်းပါသွားပြီဗောဓိပက္ခိယဆိုတာပါသွားပြီဗောဓိပက္ခိယသင်္ဃာရဲ့အဓိပ္ပာယ်ပါသွားပြီညာနော် သစ္စာ၄ပါးကိုသိတဲ့အတွက်ကြောင့် body မြည်တယ်ပြီးသွားလို့ရှိရင်နောက်တစ်ခုကအဒီနေရာမှာ body အရာဘာကိုရမလဲဆိုရင်သစ္စာ၄ပါးကိုရမယ်အဲ့တော့က body မြည်တဲ့အရိယာမဲ့ကိုမဲ့ထဲမှာပါတဲ့အဖွဲ့အစည်းတွေတမတ်ပဌံတတိပဌံပြီးသွားလို့ချင်းအဲ့ဒီတရားတွေကို body ပခိယလို့ခေါ်တယ်တဲ့ဒီတရားတွေကိုပေါင်းယုံပြီးပြတဲ့သင်္ခါဟကို body ပခိယသင်္ခါဟလို့ခေါ်တယ်ဒီဒိဗယ်လေးက2023မှာမိသွားပြီဒါဆိုရင်နောက်တစ်ခုကတတိပဌံ၄ပါး တတိပဋ္ဌာန်၄ပါးပါဆိုလို့ရှိရင်တတိရဲ့အတိတ်ပဲပေါ့နော်တတိရဲ့အတိတ်ပဲကိုရှင်းရမယ်တတိဆိုတာ အခြားတစ်ပါးများစွာသောအာယုံလို၌စိတ်တို့၌စိတ်ပြန့်နှံ့ပြေးဝင်ခြင်းကိုတားမြစ်၍စိတ်တဟိုရောက်ဒီရောက်ရောက်နေတာမျိုးမဟုတ်ဘူးတဲ့။မြင်းသောလေးခံမယ်။ကိုစားသောအာယုံ၌သာလျှင်အစဉ်ဝင်လျက်ဒီတန်းစွာဖြစ်တတ်သောသာသုတိပဋ္ဌာန်မြည်၏တဲ့။နားလည်လား။အဲ့ဒါကစိတ်ကဟိုရောက်ဒီရောက်ဖြောင်းနေတာမဟုတ်ဘူး။အမှကာယမနောသတိပဋ္ဌာန်၄ပါးရှိတဲ့အတွက်ကြောင့်မို့လို့ကိုရဲ့ဝေဒနာရဲ့စိတ်ရဲ့ပြီးတော့ရင်နောက်တစ်ခုကဓမ္မဆိုတဲ့သင်္ခါရတရားတွေရဲ့ပေါ့နော်။အဲ့ဒီမှာကိုဆိုကိုကကာယနုပ္ပတ္တကာယနုပ္ပတ္တနာသတိပဋ္ဌာန်ကိုအာယုံစိုက်နေတယ်ဆိုလို့ချင်းကို ုံနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအာရုံပြုနေတယ်အဲ့ဒီမှာအစင်ဒီဇိုင်း စိတ်ကဝင်စားနေပြီဆိုလို့ချင်းသတိကအိုက်ကိုရောက်နေပြီဆိုရင်ဒါဒီဒါသတိပဋ္ဌာန်လို့ပြောလို့ရတယ်နောက်တစ်ခုကဝေဒနာနဲ့ပတ်သက်တဲ့တရားတွေကိုအာယုံဆိုင်နေတယ်ဆိုရင်ဒါဒီစိတ်ကတခြားနေရာကိုမရောက်ဘူးဝေဒနာနဲ့ပတ်သက်တဲ့တရားတွေကိုအာယုံရောက်နေပြီဆိုလို့ချင်းဒါဒီညာဝေဒနာနုပတနာသတိပဋ္ဌာန်ပေါ့နော်ဒါတွေကိုရှုံငုံပြီးပြောလိုက်လို့ချင်းရင်အခြားတစ်ပါးတခြားသောအာယုံတွေကိုစိတ်ကပြင်းဝင်ခြင်းမရှိဘူးတမ်းမြင့်တယ်အဲပြီးတော့ချင်းရင်ကိုစတဲ့အာယုံလိုက်သွားလျင်စိတ်အစဉ်တစိုက်ပြင်းဝင်ပြီးတော့တည်နေတဲ့အတွက်ကြောင့်မို့လို့သတိပဋ္ဌာန်လို့ခေါ်ပါတယ်တဲ့ သတိပဋ္ဌာန်၄ပါးဖြစ်တယ်တဲ့နော်တရားကောကတော့သတိတရားတစ်ခုပဲဒါပေမဲ့လည်းသတိပဋ္ဌာန်၄မျိုးပြောင်းသွားတာဘာကြောင့်လဲဆိုရင်ကာယဝေဒနာစိတ်တဓမ္မတို့၌နော်ကာဝေစိတ်တံလို့တို့ကောက်တော်တယ်ကာဝေစိတ်တံပါဆိုလို့ကြည့်ရင်ကာယမှာဆိုလို့ကြည့်ရင်ကာယကိုဘယ်လိုမြင်လဲဆိုတော့ အတုပါလို့မြင်ရမယ်ပြီးပါလို့ချင်းဝေဒနာဆိုလို့ချင်းရင်လည်းပဲဒုက္ခအစင်းရဲတယ်စိတ်တဆိုရင်လည်းပဲအနိစ္စအမြဲမရှိဘူးဓမ္မတရားတွေဟာဆိုလို့ချင်းလည်းပဲအနတ္တအစိုးမရဘူးဆိုပြီးတော့အဲ့ဒါကအဆုံးချင်းမြင်တဲ့အတွက်ကြောင့်လကောင်းတဲ့နောက်တစ်ခုကကြတော့ဒီကာယဝေဒနာစိတ်တဓမ္မတရားတို့မှာဆိုရင်ကာယကြီးကိုလည်းပဲသူ့ပါလို့မြင်တယ်တင်ညာသူ့ပါတင်ညာလို့မှတ်သားတယ်ဝေဒနာတွေကိုလည်းပဲဒုက္ခတင်ညာလို့မှတ်သားတယ်ဒါစိတ်တွေကိုလည်းပဲနိစ္စမြဲတယ်ဆိုပြီးတော့မှတ်သားတယ်ဓမ္မတရားတွေကိုလည်းပဲအတ္တအစိုးရတယ် ယ်ဆိုပြီးတော့ဖောက်ပြန်ခြင်းအပြင်မှတ်သားတဲ့ဟာတွေကိုပယ်တဲ့အစွန်းကြောင့်၎င်းနဲ့လေးပါးပြားရှိပါတယ်တဲ့နားလည်လားခန္ဓာကိုယ်ရဲ့ဝေဒနာရဲ့စိတ်ရဲ့ဓမ္မတရားတွေမှာသူပါရဲ့ဒုက္ခရဲ့နေဆာရဲ့အတ္တရဲ့လို့မမြင်ပဲနဲ့အတုပဒုက္ခနေဆာအနတ္တလို့မြင်တဲ့အတွက်ကြောင့်မို့လို့ဒါသတိပဋ္ဌာန်တရား၄ပါးပယ်တာက၄ပါးယူတာက၄ပါးပေါ့နော်အဲအဲ့လိုပြတဲ့အတွက်ကြောင့်မို့လို့သူဒီ၄ပါးပြပါတယ်တဲ့ တတိပဌာန်ကိုအောက်မှာဇာတ်လေးနဲ့နားလဲအောင်ရေးထားပေးတယ်။ကာယ ानु ပတ္တနာတတိပဌာန်ဆိုရင်အတုပလို့ဟူသောအရှင်းအရာကိုယူတယ်တဲ့နော်။ဘာဝပယ်လဲဆိုတော့ခန္ဓာကိုယ်ကြီးဒီတုပဟူသောတုပတင်ညာဟူသော ဖောက်ပြန်ခြင်းဝိပ္ပန္နလာတာကိုပယ်တယ်တဲ့နော်။ဒါကိစ္စပေါ့နော်။ပယ်ခွာသောကိစ္စနဲ့ယူသောကိစ္စကိုပြန်ရေးလိုက်တာ။ ခန္ဓာကိုယ်ကြီးကသူ့ပါမဟုတ်ဘူးအတုပဖြစ်တယ်ဆိုပြီးယူလိုက်တာဝေဒနာဆိုတဲ့တရားတွေဟာဒုက္ခမဟုတ်ဘူးဒုက္ခဖြစ်တယ်စိတ်တာဆိုတဲ့တရားတွေဟာဆိုလို့ချင်းစိတ်ဆိုတဲ့တရားတွေကအိဆာမြဲတာမဟုတ်ဘူးအိဆာမမြဲဘူးဆိုပြီးတော့ယူတာဓမ္မဆိုတဲ့တရားတွေဟာဆိုရင်အတ္တအစိုးရတယ်မဟုတ်ဘူးအနတ္တအစိုးမရဘူးဆိုပြီးတော့ယူတာပေါ့နော်ဒီလိုကိစ္စတွေကိုပယ်ခွာတဲ့ကိစ္စယူဆောင်တဲ့ကိစ္စတွေအပြင်သူက လေးမျိုးပြသားပါတယ်တဲ့ဒါလေးကိုတနောက်15မှာခန္ဓာနုပဒနာရဲ့ပဲခွာတဲ့ကိစ္စနဲ့ယူတဲ့ကိစ္စကိုမေးထားတဲ့အတွက်ကြောင့်မို့လို့ကျန်တဲ့နုပဒနာတွေရဲ့ကိစ္စတွေယူတဲ့ကိစ္စပဲခွာတဲ့ကိစ္စယူတဲ့ကိစ္စတွေကိုလည်းပဲတည်တင်တယ်လို့ယူဆပါတယ်အဲကြောင့်ဇာတ်လေးကိုထည့်ထားပေးတာဖြစ်ပါတယ်သတိပဋ္ဌာန်၄ပါးမနှောင်းချောင်းမှာမိတာရယ်ပေါ့နော်နှောင်းချောင်းမှာတော့သတိပဋ္ဌာန်၄ပါးကိုချုပ်မုံမိွားတာဖြစ်တယ်တခုချင်းဒီခွဲမိတာတော့တခုနဲ့နဲ့ data ရေးထားပြီးတယ်ကာယ ानु ပတ္တနာသတိပဋ္ဌာန်ဆိုရင်ကာယရဲ့ अनु ပတ္တနာရဲ့သတိပဋ္ဌာန်ရဲ့ ပေါင်းထားတာဖြစ်တဲ့ဆက်စုပ်ပဲကြီးကုန်သောဆံအစားရှိသည်တို့ဤဖြစ်ရာဖြစ်သောကြောင့်အတ္တဘောဒီကာယမိတဲ့နော်ဒီခန္ဓာကိုယ်အတ္တဘောဤဟာဆိုလို့ကြည့်ရင်ဇပင်နေလက်သေးတွေဝင်းကြီးတွေသူဟာဆံအစားရှိသည်လို့ပြောတဲ့အတွက်ကြောင့်မို့လို့32ကောထာတာကိုအတူပေါက်ရေးထားတာဖြစ်ပါတယ်အဲဒါမို့လို့ခန္ဓာကိုယ်ကာယလို့ခေါ်ပါတယ်တနည်းအားဖြင့်ဆိုရင်ထွက်သက်ဝင်သက်အပေါင်းဒီကာယမိပေါ့နော်ထွက်သက်ဝင်သက်ရှိတဲ့တတ္တဘာတွေခန္ဓာကိုယ်အတ္တဘောကိုကာယလို့ခေါ်တယ်အဲ့ဒီကာယကိုခန္ဓာလဲလဲစီပြန်ခြင်း နေစာအနုဘသနာစသောအနုဘသနာခုနှစ်ပါးဖြင့်စီမြန်ခြင်းအစွန်းဖြင့်အောင်းမေမှုတတိဒီကာယအနုဘသနာဒီဤရနော်အနုဘသနာအိဋ္ဌအနုဘသနာဒုက္ခအနုဘသနာအနတ္တအနုဘသနာစသည်ဖြင့်အနုဘသနာခုနှစ်ပါးဖြင့်စီကျမ်းတာပေါ့နော်ထက်ထက်လဲလဲစီကျမ်းတာအဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင်ကာယအနုဘသနာခန္ဓာကိုယ်အတ္တဘောကာယကိုအနတ္ထက်ထက်လဲလဲစီပြန်တာကိုမမြဲဘူးပေါ့နော်ဒုက္ခအနတ္တဆိုပြီးတော့ စည်းပြန်းနေတာကိုကာယ ानु ပတ္တနာလို့ခေါ်တယ်ဒါဆိုရင်ဝေဒနာကိုလည်းပဲအဲ့လိုမျိုးမမြဲဘူးအနိစ္စဒုက္ခအနတ္တစသည်ဖြင့်အဖန်တလဲလဲစည်းပြန်းနေရတာဒီဝေဒနာ ानु ပတ္တနာတတိပဋ္ဌာန်ပေါ့နော်ဝေဒနာမှာသို့လို့ကြည့်ရင်လည်းပဲဒုက္ခ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 ဆိုတာသူကဒုက္ခတစ်မျိုးတည်းမဟုတ်တာဘူးပေါ့နော်ဟိုဒါမောဟမှာဆိုရင်လည်းပါပြီးသွားပြီနော်မောမူဟဆိုတာဗာလဲမောဟနဲ့မောဟနဲ့နှစ်ခါပေါင်းလိုက်တော့မောမူဟဖြစ်သွားတယ်မောဟအတွေ့အကြုံတွေ့ဝေခြင်းနှစ်ခါပေါင်းလိုက်တော့အလွန်တွေ့ဝေခြင်းဖြစ်သွားတာပေါ့နော်อืม သကိုလည်းပဲ၄နှစ်အောင်လို့ဩဃာသဩဃာသဩဃာသ၃ခုခေါ်တယ်။တာရုကိုလည်းပဲတစ်ခါမခေါ်ဘဲနဲ့၃ခုတာရုတာရုတာရုလို့ခေါ်တယ်။၃ခုဆိုတာပို့ပြီးတော့၄နှစ်တဲ့အဓိပ္ပာယ်ကိုပြောခြင်းလို့ရုပ်ပိုင်းပါဆိုလို့ရှိရင်ရူပရူပံပေါ့နော်။ရူပရူပံဆိုတာပါလေရူပရုပ်အစဲတဲ့နော်။အဲ့မှာရူပရူပကိုနှစ်ကြိမ်ထပ်ပြီးတော့ခေါ်ထားတယ်နော်။ဒီဟာလည်းပဲဒါရုပ်ကိုတကယ်အစစ်ဖြစ်တယ်ဆိုတာကိုပေါက်ပြန်ခြင်းပေါက်ပြန်ခြင်းဆိုပြီးတော့နှစ်ခါထပ်လိုက်တဲ့အတွက်ကြောင့်မို့လို့ဒါသည်ရုပ်အစစ်ဖြစ်တယ်ဆိုတာကိုပြောခြင်းတာနော်။ဒီနေရာမှာလည်းပဲဒုက္ခပို့ပြီးတော့ ဒုက္ခရောက်တယ်ဆိုတာကိုပြောခြင်းတဲ့အတွက်ကြောင့်ဒီလေးနှစ်တဲ့အိဗယ်ကိုဖော်ဆောင်ခြင်းတဲ့အတွက်ကြောင့်မို့လို့ဒုက္ခဒုက္ခဆိုပြီးတော့နှစ်ကြိမ်ထပ်လိုက်တာနောက်တစ်ခုကဝိပရိနာမဒုက္ခနောက်သင်္ခါရဒုက္ခအပြည့်ဖြစ်ကုန်သောဝေဒနာတို့ကိုတဲ့နော် ဒုက္ခကို၃မျိုးခွဲလိုက်တာဒုက္ခဒုက္ခရဲ့ဝိပရိနာမဒုက္ခရဲ့သင်္ခါရဒုက္ခရဲ့အပြင်၃မျိုးခွဲလိုက်တယ်အဲ့ဒီဝေဒနာတွေကိုတဲ့အဖန်တလဲလဲပါလို့လဲဆိုတော့အပေါ်ရက်ကစာနဲ့အတူတူပဲပေရလာခံထားတယ်နော်အဖန်တလဲလဲစီကျင်းခြင်းအိဋ္ဌာနုပတ္တနာစသောအနုပတ္တနာခုနှစ်ပါးဖြင့်စီကျင်းခြင်းအစွန်းဖြင့်အောင်းမင်းမှုတတိယဝေဒနာနုပတ္တနာတတိပဌာန်းမြည်ဤပေါ့နော်ဒီနေရာမှာတတိပဌာန်းနေမထည့်တော့ဘူးနော်ဝေဒနာနုပတ္တနာမြည်ဤနောက်စိတ်တာနုပတ္တနာတတိပဌာန်းမှာဆိုရင်တရာက မဟကတာအစရှိတီတို့ဤအစွမ်းပြေ၎င်းပေါ့နော်တာရာဂဆိုတော့ရာဂစိတ်နဲ့တကွာ ပြီးရနောက်တစ်ခုကမဟေကတဆိုလို့ကြည့်ရင်အဲ့ဒါကမဟေကုတ်စိတ်အစာရှိတီတို့ဤအစွန်းပြင်၎င်းတံပြောကအပြားအပြင်၎င်းဘုံအပြားအပြင်၎င်းပြားသောစိတ်တို့ကိုတဲ့နော်အဲ့ဒါရှင်တဲ့စိတ်တွေတံပြုတ်ဝိပုတ်စိတ်တွေတံပြောကတွေအဲ့ဒါတို့ကဘုံအပြားအပြင်ကာမစိတ်ရူပစိတ်အရူပစိတ်အဲ့လိုအပြားအပြင်၎င်းတဲ့စိတ်တွေကိုအဖန်တလဲလဲအနိစ္စ ानु ပဒနာအစသောအနုပဒနာခုနှစ်ပါးအစွမ်းဖြင့်အောင်းမေမှုတတိတိကာယ ानु စိတ်တ ानु ပဒနာတတိပဒအစိတ်တ ानु ပဒနာညီညီတဲ့ ဓမ္မနုပတနာတတိပဒါဆိုရင်ပြသောလက္ခဏာရှိသောသင်ညာသင်္ခါရဟုဆိုသောတရားတို့ကိုခန္ဓာ၅ပါးထဲမှာဆိုလို့ရှိရင်သင်ညက်ခန္ဓာနဲ့သင်္ခါရခန္ဓာပေါ့နော်အဲ့ဒီနှစ်ခုဟာမပါတဲ့တရားတွေကိုဆိုလို့ရှိရင်အဖန်တလဲလဲစီးပြန်းတဲ့အောင်းမေးမှုတတိကိုဓမ္မနုပတနာလို့ခေါ်ပါတယ်တဲ့ ော်စာမျက်နှာတွေလဲအောင်လုပ်ရတဲ့အတွက်ကြောင့်မို့လို့အကြောင်းတူတဲ့အရာတွေကိုကြောင်းရေးပြီးတော့ပေးရလက်ခံလိုက်လို့ရှိရင်ဒါအပေါ်တဲ့ကအကြောင်းနဲ့အတူတူပဲဆိုတာကိုနားလည်သဘောပေါက်ပြီးတော့စာကျက်တဲ့အခါမှာဒီကြောင်းကျင့်ရင်လေးကြောင်းရရလိမ့်မယ်နော်ဒီနေရာမှာဝေဒနာနုပ္ပတနာတတိပဋ္ဌာန်မှာဆိုလို့ရှိရင်ဒုက္ခ၃မျိုးပေါ့နော်ဒုက္ခဒုက္ခဝိပရိနာမဒုက္ခသင်္ခါရဒုက္ခဒါ၂၀၁၈မှာဆိုလို့ရှိရင်ဒီဒီဒိဗ္ဗေမပေါ်ပြထားတဲ့ အတဟာကြီးတွေပေါ့နော်ပါဠိတွေကိုမေးွားတာရှိတယ်ဒုက္ခသုံးမျိုးပါဆိုရင်သေချာနားထောင်ကြည့်ရအောင်ဒုက္ခဒုက္ခဆိုတာဘာလဲတဲ့နော်ဒုက္ခဒုက္ခဆိုတာဘာလဲဒါအဓိကဆုံးမြန်မာပြန်နေမှာဒီလောက်ပဲပါတယ်ဒုက္ခဒုက္ခဝိပရိနာမဒုက္ခသင်္ခါရဒုက္ခဆိုပြီးဒီလောက်ပဲပါတယ်ဒါကို post ကဆရာတော်ကမေးွားတယ်2018မှာလေဒုက္ခဒုက္ခဆိုတာဘာလဲဝိပရိနာမဒုက္ခဆိုတာဘာလဲတဲ့နော်အဲ့တော့ဘယ်ကမေးွားလဲဆိုတော့တောင်မြို့ဒီကကျွန်တော်ဒိဋ္ဌိယမဟာကန္နာယုံဆရာတော်ဖရာရဲ့ စာအုပ်တွေကနေပြီးတော့ယူမေးသွားတာပေါ့နော်ဒါဆိုလို့ချင်းကအဓိကကျော်ရှင်းတဲ့နေမှာဆိုတော့စာမျက်နှာ290မှာပါတယ်ဒုက္ခဆိုတာကဒုက္ခဒုက္ခဆိုတာပါလဲဆိုရင်ဒေါသမှုတွေဒုက္ခသာရောကာယဝိညာဉ်စိတ်တို့၌ရှင်သောဝေဒနာသည်ဒုက္ခအဆက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒုက္ခဒုက္ခမြည်ကြီးတယ်နိုင်နော်ဒုက္ခဒုက္ခလို့ဘာကြောင့်ခေါ်လဲဆိုတော့ဒုက္ခသည်ပို့ပြီးတော့၄နှစ်တည်းအဆက်ဖြစ်တယ်ဆိုတာကိုပြောခြင်းတဲ့အတွက်ကြောင့်မို့လို့နှစ်ကြိမ်ထပ်ပြီးတော့ဟောရတာဒုက္ခဒုက္ခဒါသည်ဒုက္ခအဆက်ဖြစ်တယ်ဆိုတာဒုက္ခအဆက်ဆိုတာဘယ်ဝေဒနာလဲဆိုရင်ဒေါသ မှုတွေဒေါအတူကောက်မှတ်ရမှာကဒေါသမှုတွေဒုက္ခသဟာကုကာယဝိညာဉ်စိတ်မှာရှင်တဲ့ဝေဒနာသည်ဒုက္ခအစစ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒုက္ခဒုက္ခမြည်ဤတဲ့နောက်ပြီးတော့နောက်တစ်ကြောင်းတော့ဝိပရိနာမဒုက္ခဆိုတာဘာလဲတဲ့ဝိပရိနာမဒုက္ခဆိုတာဒုက္ခဥပ္ပကဝေဒနာတို့နဲ့ ဝေဒနာတို့သည်ပေါက်ပြန်ပြည့်စည်ခြင်းသဘောရှိသောကြောင့်ဝိပရိနာမဒုက္ခမြည်၏တဲ့နော်ဒုက္ခရဲ့ဥပ္ပခဝေဒနာရဲ့ဒုက္ခဝေဒနာဥပ္ပခဝေဒနာနှစ်ခုဟာကြတော့ပေါက်ပြန်ပြည့်စည်တတ်တဲ့သဘောရှိတဲ့အတွက်ကြောင့်မို့လို့ဝိပရိနာမဒုက္ခမြည်သည်တဲ့နောက်တစ်ခုကကြတော့ဒုက္ခ ဒုက္ခဥပက္ခဝေဒနာတို့သည်ဖြစ်အောင် စီမံရခြင်းဟူသောသင်္ခါရနှင့်မကင်းသောကြောင့်တပ်ပေသင်္ခါရဒုက္ခအယသင်္ခါရဒုက္ခမြည်၏တဲ့ရပြီလားဒီသုံးခုလုံးပေါ်မှာဝေဒနာသုံးခုလုံးဒုက္ခဝေဒနာဒုက္ခဝေဒနာဥပက္ခဝေဒနာသုံးခုလုံးပါဆိုလို့ရှိရင်သင်္ခါရနှင့်မကင်းတဲ့အတွက်ကြောင့်မို့လို့သုံးခုလုံးသည်သင်္ခါရဒုက္ခမြည်၏တဲ့ ါဆိုရင်ဒီမမိတ်ဆွေတို့ကဒီနေရာမှာအစာခေါ်ပေးမယ်လိုက်ရေးလိုက်ပါနော်ဒီဒုက္ခသုံးမျိုးရဲ့အဓိပ္ပာယ်ကိုစလွတ်တဲ့နေရာမှာဖြစ်ဖြစ်စာအုပ်ထဲမှာဖြစ်တခြားတာအုပ်မှာဖြစ်ဖြစ်ရှာရေးလိုက်ပါဒုက္ခဒုက္ခဒေါသမှုတွေဒုက္ခတဟာကုတ်ကာယဝိညာဉ်တို့၌ရှင်သောဝေဒနာသည်ဒုက္ခအစစ်ဖြစ်သောကြောင့်ဒုက္ခဒုက္ခညီဤနမနှင့်ဝိပရိနာမဒုက္ခဒုက္ခဥပက္ခဝေဒနာတို့သည်ဟောက်ပြန်ပြည့်စည်ခြင်းသဘောရှိသောကြောင့်ဒုက္ခ ပက္ခဝေဒနာတို့သည်ပေါက်ပြန်ပစ္စည်းချင်းသဘောရှိသောကြောင့်ဝိပရိနာမဒုက္ခညီဤနံပါတ်3သင်္ခါရဒုက္ခထိုဥပဒုက္ခဒုက္ခဥပက္ခဝေဒနာတို့သည်ဖြစ်အောင်စီမံရခြင်းဟူသောဖြစ်အောင်စီမံရခြင်းဟူသောသင်္ခါရနှင့်မကင်းသောကြောင့်သင်္ခါရနှင့်မကင်းသောကြောင့်တပ်ပေသင်္ခါရဒုက္ခအယသင်္ခါရဒုက္ခမြည်ဤထိုဒုက္ခဒုက္ခ ဥမေကဝေဒနာတို့သည်ဖြစ်အောင်စီမံရခြင်းဟုသောသင်္ခါရနှင့်မကင်းသောကြောင့်တပ်ပေသင်္ခါရဒုက္ခအရာသင်္ခါရဒုက္ခညီဤဒါတောင်မြို့ဒီကကျော်နေတ္တိယစာအုပ်ထဲကနေပြီးတော့ယူထားတာပေါ့နော်ဒီမပါတဲ့အိဗယ်သုံးခုကိုလည်းပဲ2018မှာမေးထားတဲ့အတွက်ကြောင့်မို့လို့ဒါကြည့်ကြည့်ရမယ်ပေါ့နော် နောက်တကလေမနိမစ်စုကျမ်းမှာတို့လို့ရှိရင်ဒီအရာောက်ကနောက်တစ်မျိုးရေးထားသေးတယ်နော်မနိမစ်စုကျမ်းမှာဆိုရင်ဒုက္ခတွေတွေနဲ့ဒေါမနတ်တိန်တွေရကြတော့ဒုက္ခဒုက္ခအရာတယ်တဲ့ဒါပြီးသားလို့ကြည့်ရင်သူခိတ်တွေနဲ့သောမနတ်တိန်တွေရကြတော့ဝိပရိနာမဒုက္ခဖြစ်တယ်တဲ့ဥပ္ပခိတ်တွေရကြတော့သင်္ခါရဒုက္ခဖြစ်တယ်တဲ့ဒါမနိမစ်စုမှာရေးထားတာပေါ့နော်ဒါတနည်းနဲ့တနည်းလည်းအရောက်ောက်တာတွေကမတူကြဘူးဒီကကြောင့်ရှင်းတဲ့နေရာမှာဆောင်းရံ190မှာယူကြည့်လို့ရတယ်နောက်တစ်ခုကစိတ်ဓာတ်နုပ္ပတနာ မှာဆိုလို့ရှိရင်အဲ့ဒါပြီးသွားလို့ရှိရင်ခန္ဓာ၅ပါးကိုသတိပဋ္ဌာန်၄ပါးဖြင့်ဝေဖန်ခြင်းနော်အဲဆိုရင်ခန္ဓာ၅ပါးမှာဆိုရင်ရူပခန္ဓာဆိုတာကဘယ်သတိပဋ္ဌာန်နဲ့ကိုက်ညီလဲဆိုတော့ကာယ ानु ပတ္တနာသတိပဋ္ဌာန်နဲ့ကိုက်ညီတယ်ဝေဒနာခန္ဓာသည်ဝေဒနာ ानु ပတ္တနာသတိပဋ္ဌာန်နဲ့ကိုက်ညီတယ်သင်္ခါရခန္ဓာသင်ညေခန္ဓာကကြတော့ဓမ္မ ानु ပတ္တနာနဲ့ကိုက်ညီတယ်ဝိညာဉ်ခန္ဓာဆိုတော့စိတ်ဆိုတော့စိတ်တ ानु ပတ္တနာနဲ့ ကိုက်ညီတယ်ဆိုပြီးတော့နှစ်နောက်တက်မှာမိထတာတွေ့ရတယ်။နောက်တမပဋ္ဌာန်တရား၄ပါးတမပဋ္ဌာန်ဆိုတော့ဝိရိယပေါ့နော်။ဝိရိယပြင်တံပြုတ်တရားတို့ဒီကောင်းစွာအထုတ်ကုန်၏။ထို့သောအထုတ်ကြောင့်ဖြစ်သောကြောင့်ဝိရိယသည်တမပဋ္ဌာန်မြည်၏ပေါ့နော်။ဝိရိယဆိုတာကောင်းစွာအထုတ်တဲ့အတွက်ကြောင့်မို့လို့တမပဋ္ဌာန်မြည်ပါလေ။တမပဋ္ဌာန်ဟာလည်းပဲ၄ပါးပြပါလေတဲ့။တရကိုအပြင်းတော့ဝိရိယတပါးလေးဖြစ်တော့လည်းပဲမဖြစ်ဖြစ်ကုန်ပြီးတဲ့အကုသိုလ်တွေကိုပဲခြင်းပေါ့နော်။ဖြစ်ကုန်ပြီးသောအကုသိုလ်တို့ကိုပဲခြင်းမဖြစ်ကုန်သေးသောအကုသိုလ်တရားတို့ကိုမဖြစ်စေ ေခြင်းမဖြစ်မဖြစ်ပေါ့နော်ပြီးရင်မဖြစ်ကိုဖြစ်မဖြစ်ကုန်သေးသောအကုသိုလ်တရားတို့ကိုဖြစ်စေခြင်းပြီးရင်ဖြစ်ပြီးကုန်သောဖြစ်ကုန်ပြီးသောအကုသိုလ်တရားတို့ကိုတိုးပွားစေခြင်းဟုသောကိစ္စဤအစွမ်းအပြင်၄ပါးပြားဤတဲ့လိုင်းတရားမှာကဖြစ်အကုပဲပေါ့နော်ဖြစ်အကုပဲဖြစ်ပြီးတဲ့အကုသိုလ်တွေကိုပဲတယ်ပြီးရင်မဖြစ်အကုမဖြစ်မဖြစ်သေးတဲ့အကုသိုလ်တရားတွေကိုမဖြစ်ဘူးပြီးရင်မဖြစ်ကုဖြစ် မဖြစ်ကူဖြစ်ဆိုတော့မဖြစ်သေးတဲ့အကုကုသိုလ်တရားတွေကိုဖြစ်တယ်ပြီးွားလို့ကျင့်တာဖြစ်ကူဘွားဖြစ်ကူဘွားဆိုရင်ဖြစ်ပြီးတဲ့အကုသိုလ်တရားတွေကိုပွားစေတယ်တဲ့ဒါမနဲ့ကလည်းသင်ပြီးွားပြီနောက်တစ်ခုက80ပတ်၄ပါ80ဆိုတာပြင်းရောက်တာပေါ့နော်ဇံမဲ့ဖို့ရမှုကိုလည်း80လို့ခေါ်တယ်ပစ္စည်းအောင်မြင်မှုကလည်းပဲ80လို့ခေါ်ပါတယ်တဲ့ပစ္စည်းအောင်မြင်မှုဤအခြေခံအကြောင်းရင်းဖြစ်သောဆန္ဒဝီဒီယာစိတ်ဓာဝီမန္တတရားတို့သည်80ပတ်ဤတဲ့ ဇန်နေမစ်တွေရတာကြတော့ဇန်နေမစ်တွေရသွားတာကိုပြည်စည်းအောင်မြင်တယ်လို့ခေါ်တယ်ဒါကို80လို့ခေါ်တယ်အဲ့ဒါလို80ဖြစ်ဖို့အကြောင်းရင်းတွေကလေ့ကျင့်တဲ့ဒီအဓိပတိတက်တဲ့တရား၄ပါးကြတော့80ပါဒမြည်တယ်ဒါဆိုရင်အကြောင်းတရားဒီပါလဲအကြောင်းတရားဒီသန္တာဝီရိယစိတ်ဓာဝီမန္တဆိုရယ်80ပါဒအဲ့ဒါအခြေခံအကြောင်းတရားအကျိုးအားကြတော့ပါလဲဇန်ရမှုမေရမှုဖိုရမှုဆိုရယ်ပြည်စည်းအောင်မြင်မှုဒီ80ဒါဆိုရင်80နဲ့80ပါဒကိုအကြောင်းနဲ့အကျိုးခွဲပြ ပါဆိုရင်အဋ္ဌိပါဒသည်အကြောင်းတရားအဋ္ဌိသည်အကျိုးတရားနားလည်ပြီနော်အဋ္ဌိပါဒမှာအဋ္ဌိအရာဘာကိုရမလဲပါဒအရာဘာကိုကောက်ရမလဲနှစ်ခုပေါင်းအဋ္ဌိပါဒအရာဘာကိုကောက်ရမလဲ2009မှာမေးထားတယ်အဋ္ဌိအရာဆိုရင်နော်အဋ္ဌိဝိဒအဘိညာဉ်ကိုရပါတယ်တဲ့ပါဒဆိုတာအခြေခံပေါ့နော်ပါဒအရာကတော့သဟာဇာနာပစ္စည်းဖြစ်တဲ့ဥပနိဒ္ဒယပစ္စည်းအစွမ်းနဲ့လည်းတစ်ခါတည်းမှာတီယာအကြောင်းဖြစ်သောသန္တာဝိရိယစိတ်တဝိမာန်တတွေကအကြောင်းတရားပါဒရပါတယ်တဲ့အဋ္ဌိပါဒအရာဆိုရင် နော်အကြောင်းတရားကိုလည်းရတယ်ပြီးသွားရင်အဋ္ဌိဆိုတဲ့အဘိညာဉ်ကိုလည်းအဋ္ဌိဝိဒအဘိညာဉ်ကိုလည်းပဲအကုန်လုံးကိုရောပြီးတော့ရပါတယ်တဲ့အင်ဂျီရင်၅ပါး ဘုံ၅ပါးဘုဆင်ခုနှစ်ပါးမှာဆိုရင်အိန္ဒြေရီနဲ့ဘုံအကြတော့ရှေ့ပိုင်းမှာပါပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ထပ်ပြီးတော့မရှင်းပြတော့ဘူး body ဘုဆင်တရားခုနှစ်ပါးမှာဆိုရင်ဆက်ဆက်ဆက်ရှင်းတော့မယ်เนาะ body body ဆိုတာဘာလဲဒါ body ပဋိယာမှာလဲ body အရာဘာကိုတောက်ရတယ်လဲဆိုတာပါပြီးသားပြီသစ္စာလေးပါးကိုထိုးထွင်းရသိတဲ့အတွက်ကြောင့်မို့လို့ယောဂီပုဂ္ဂိုလ်ဒီ body ညီဤတဲ့သစ္စာလေးပါးကိုသိတာဘယ်သူကသိလဲဆိုတော့ body မြညာကလည်းသိတယ်အဲ့ဒီမြညာပိုင်းဆိုင်တဲ့ပရိယာပုဂ္ဂိုလ်ကလည်းသိတာပေါ့เนาะတဏီညီညွတ်တော့ long. Oh. တိစားသောတရားခွန်နှစ်ပါးဒီသစ္စာလေးပါးကိုသိခြင်းဤအကြောင်းဖြစ်သောကြောင့်ဘောရိလက္ခိယဘောရိမြီဤတဲ့နော်သစ္စာလေးပါးကိုသိခြင်းရဲ့အကြောင်းဖြစ်တဲ့တတိစားတဲ့တရားခွန်နှစ်ပါးဟာဘောစေတရားခွန်နှစ်ပါးဒီဘောရိမြီဤညီညွတ်သောထိုတရားခွန်နှစ်ပါးဒီကိလေသာအစင်ဟုဆိုရသောအိပ်ပျော့ခြင်းမှနိုးကြောင်းဖြစ်သောကြောင့်ဘောရိမြီဤဒီဘောစေတရားခွန်နှစ်ပါးဟာဆိုရင်ကိလေသာတွေကနေပြီးတော့လိုထလာတဲ့အတွက်ကြောင့်မို့လို့ဘောရိမြီပါတယ်တနည်းညီညွတ်သောထိုတရားခွန်နှစ်ပါးဒီညီညွတ်သောဆိုတာဟောပါဖြစ်တာတန် ဖြစ်တာပြောတာနော်ဒီညသောတို့တရားခုနှစ်ပါးဒီကိလေသာတို့ကြောင့်တွန့်တိုခြင်းမရှိသဖြင့်မဲ့ဖို့သို့ရောက်ခြင်းကြောင့်ပွင့်ကြောင်းဖြစ်သောကြောင့်ဘောဒီမိဒါမြတ်စွာဘုရားရှင်ရဲ့တိနိုးပွင့်ဆိုတဲ့အကြောင်းနေနော်တမန်တန်ဗုဒ္ဓအဘိဓိပ္ပာယ်ကိုသုံးခုဟောတဲ့အခါမှာတိခြင်း အလုံးစုံကိုမပေါ့မပြန်ကိုတော်တိုင်သာလျင်သိတော်မူခြင်းပြီးတော့လည်းအိပ်ပျော်ခြင်းမောဟမှာအစုံတယောက်ရဲ့အနောက်နှိုးချမှုမရှိဘဲကိုယ့်ဟာကိုယ်အလိုလိုနှိုးထလာခြင်းပြီးတော့ကိုတော်တိုင်သာလျင်ပွင့်တော်မူခြင်းဆိုတဲ့တိနှိုးပွင့်ဆိုတဲ့အတူကသမ္မတံဗုဒ္ဓရဲ့အဓိပ္ပာယ်၃ခုကိုဒါရေးရတာဖြစ်တယ်ပေါ့နော်ဘုဇင်တရား9ပါးပြည့်စုံမှသာလျင်ဒါဒီ body မြညာကို ရရှိပြီးတော့မြတ်စွာဘုရားဖြစ်တော်မူတယ်ပေါ့နော်ဒီဟာကို ဒီသုဒ္ဓဓမ္မ level 2လူတိုင်းချင်းရဲ့တတိပဌံဆိုတော့ခေါင်းစဉ်မှာလည်းပဲဒါဟိုရှင်အနန္ဒာတို့မြတ်စွာဘုရားကို6ကြ6ပုံချင်းသာရိပုတ္တရာမြတ်စွာဘုရားကို6ပုံနေမှာဒီပွင့်တော်မူခဲ့တဲ့ဘုရားတွေရဲ့ဘုရားပြည့်စင်ပါဆိုရင်ပါလဲ9ဖယ်4ဒီ9ဘွားเนาะဒီဥရဏတရား9ပါးကိုကြရမယ်ပြီးရင်တတိပဋ္ဌာန်တရား4ပါးကိုတည်ရမယ်9ဘွားဆိုတာဘုဇင်တရား9ပါးကိုပွားများပြီးမှသာလျှင် တမ္မာတမ္မောဋိညာကိုအဘိတမ္မောဋိညာကိုရပြီးတော့ခရားဖြစ်တော်မူတယ်ဆိုပြီးတော့ဒါသုတ္တဓမ္မ level 2ထဲမှာပါပြီးွားပြီเนาะဒါကိုပဲပြန်ပြောထားတာဒီနေရာမှာနောက်ပိုင်းဘောเนาะနောက်တစ်ခုက bossing ဆိုတာပါလဲ body ပြီးတော့ bossing လာမယ် bossing ဆိုလို့ကြည့်ရင်တော့ဒါသစ္စာလေးပါးကိုထိုးထွင်းရည်တည်သောယောဂီပုဂ္ဂိုလ်ဤအကြောင်းဖြစ်သောကြောင့် bossing မြည်ဤတနည်းတတိစသောညီညွတ်သောတရားပေါင်းမှုဆိုရသောအမဓမ္မတာမေဂီဘောเนาะ body ဤအစိတ်ဖြစ်သောကြောင့် bossing မြည် bossing မှာလဲခုနပါးပေါင်းထားတဲ့အတွက်ကြောင့်မို့လို့သူသည် အညီအညွတ်ကိုဓမ္မတာမေဂီပေါ့နော်သတိစာတော့ညီညွတ်တော့တရားအပေါင်းကိုဘာလို့ခေါ်လဲဓမ္မတာမေဂီဘောရီလို့ခေါ်တယ်အဲ့ဒါအစိတ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘောစင်ခေါ်ပါတယ်တဲ့ဘောစင်ခုနှစ်ပါးပါလေလဲဆိုတော့သတိတန်ဘောစင်ဓမ္မဝိဇ္ဇာတံဘောဇဉ်ဝိရိယတံဘောဇဉ်ပိဋိတံဘောဇဉ်ပတ္တိတံဘောဇဉ်သမာဓိတံဘောဇဉ်အာဥပ္ပခာတံဘောဇဉ်ဘောဇဉ်မဟုတ်ဘူးเนาะဘောဇဉ်လို့ထွက်ရမယ် သွေးတိုးရဲ့ရေးချရဲ့အတက်ရဲ့ပေါင်းလိုက်ရင်ဝါးစဲအတန်ထွက်တဲ့အတွက်ကြောင့်မလို့ boxing လို့ထွက်ရမယ်။အမှတတိတန် boxing ရဲ့အဓိပ္ပာယ်တတိတီတာလေကောင်းသော boxing ဖြစ်သောကြောင့်တတိတန် boxing မြည်ဤတနည်းတတိတီတာလေကောင်းသော ရောဂါဝါစရပုဂ္ဂိုလ်ဤအကြောင်းဖြစ်သောကြောင့်တတိတန် boxing မြည်ဒီနေရာမှာရောဂါဝါစရပုဂ္ဂိုလ်ဆိုတာတရားကျင့်တဲ့ပုဂ္ဂိုလ်ကိုပြောတာရောဂါဆိုတာအကျင့်ပေါ့နော်။ ဒါအဒါနောက်ပြီးတော့တတိတီတာလျင်ကောင်းသောပညာစသောတရားပေါင်းဤအစိတ်ဖြစ်သောကြောင့်တတိတံဘောဇင်မြည်ဤတဲ့ဘောဇင်ရဲ့အစိတ်ဖြစ်တဲ့ကောင်းသောဘောဇင်ဖြစ်လို့တနည်းနောက်တစ်ခုကကြတော့ကောင်းသောရောဂါဝါစရပုဂ္ဂိုလ်ရဲ့အကြောင်းဖြစ်လို့နံပါတ်3ကကြတော့ကောင်းသောပညာစသောတရားရဲ့အစိတ်ဖြစ်လို့ဘောဇင်ရဲ့အစိတ်ဖြစ်လို့ဘောဇင်တတိတံဘောဇင်မြည်တယ်တဲ့နောက်တစ်ခုကဓမ္မဝိစရာတံဘောဇင် ဓမ္မဝိဇ္ဇယဓမ္မစင်မာတို့ဓမ္မဝိဇ္ဇယရဲ့အဓိပ္ပာယ်ပေါ့နော်အနိစ္စသာသောတရားတို့ကိုစုံစမ်းသင်ခြင်းတတ်သောကြောင့်ဝိပဿနာပညာသည်ဓမ္မဝိဇ္ဇယမြည်ရည်တဲ့ဝိပဿနာကျုလိုက်တဲ့ပညာဟာဆိုရင်ဒီတရားတွေကအနိစ္စလားဒုက္ခလားအနတ္တလားဆိုတာကိုခွဲခွဲခြားခြားသိတဲ့အတွက်ကြောင့်မို့လို့ဓမ္မဝိဇ္ဇယပညာမြည်တယ်တဲ့နော်ဂတိဘောဓရကတမ်တမ်ဘောစင်ကောနိုင်ဓမ္မဝိဇ္ဇယအရာ ဥပက္ခတန်ဘောစင်ကော၌ဥပက္ခအရာဘာတွေကိုကောက်ရမလဲတဲ့နော်ဓမ္မဝိဇယတန်ဘောစင်ကောမှာဆိုလို့ရှိရင် ဓမ္မဝိဇ္ဇာအရာဘာကိုကောက်အောင်မလဲဆိုတော့ဝိပဿနာပညာလောကုတ္တရာပညာကိုရတယ်တဲ့ဥပက္ခတံဘောစင်ကောင်းမှာကြတော့ဥပက္ခအရာဘာကိုရလဲဆိုတော့တတရာမဆက်တုပက္ခကိုယူရပါမယ်ဒါရောရေးရတာနော်အရာကောင်းတစ်ခုကိုရောပြီးတော့ရေးလိုက်တာတခုချင်းဒီရေးရင်စာမျက်နှာမဆက်ပါဆိုလို့ခေါင်းစဉ်မှာလေခေါင်းစဉ်မှာတခုစာကြံရဲခဲ့တယ်အစဆုံးမှာတံဘောစင်ကောင်း၌ဓမ္မဝိဇ္ဇာအရာဆိုတော့ဘာဘောစင်လဲဆိုတော့အမဓမ္မဝိဇ္ဇာတံဘောစင်လို့ပြောင်းရေးရလိုက်နော်ဓမ္မဝိဇ္ဇာတံဘောစင်ကောင်း၌ဓမ္မဝိဇ္ဇာအရာမဟုတ် ရင်ဓမ္မဝိဇ္ဇယပဲယူရထားမှမသိချင်နေပါဆိုလို့ဓမ္မဝိဇ္ဇယတန်ဖိုးစဉ်ပေါ်၌ဓမ္မဝိဇ္ဇယအယဝိပဿနာပညာလောကုတ္တရာပညာကိုရတယ်ဥပက္ခတန်ဖိုးစဉ်ပေါ်မှာကြတော့ဥပက္ခအယတတရာမေစေတုပက္ခကိုရတယ်တဲ့နောက်တစ်ခုက body နှစ်ပါးအထူးပေါ့နော် body ပကိယမှာလဲ body ဆိုတာပါတယ်ဘောစဉ်တရားမှာလဲ body ဆိုတာပါတယ်အဲ့နှစ်ခုရဲ့အရာကွာလားဆိုတော့ကွာတယ်နော် body ဘက်ကိယမှာကြတော့ body အရာအရိယာမညံကိုရတယ်ဘောစင်မှာကြတော့ body အရာယောဂီပုဂ္ဂိုလ်ကိုလည်းယူလို့ရတယ်တနည်းဂတိစားတဲ့တရားအပေါင်းကိုလည်းပဲဘောစင်တရားခုနှစ်ပါးကိုလည်းယူလို့ရတယ်တဲ့နော်ပြီးရင်နောက်တစ်ခုကမေကင်၈ပါးကောင်းတဲ့သင်္ခါဖြစ်တဲ့အတွက်ကြောင့်မို့လို့မေကင်ကောင်းတဲ့တရား၈ပါးပါမယ်မေကင်၁၂ပါးမှာမိစ္ဆာမေကင်၄ပါးကိုပယ်လိုက်ရင်တမ္မာမေကင်၈ပါး ဒီတမမဲခင်ရှင်မဟာလည်းရှင်မပြောပြီးပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ထပ်မပါတော့ဘူးပေါ့နော်။ဘောရီမကိယသင်္ကဟာနိုင်ပြဆိုအပ်သောတရားတို့ဤဌာနအသည်သည်တဲ့။အဲဒီမှာဆိုရင်ပီတိတို့ပတ္တတိတို့တတရမစ္စတတ္တံသောဥပ္ပခါတို့ဟာဆိုရင်တဌာနပဲတက်တယ်။ဘယ်ကိစ္စတွေတက်လဲဆိုတော့တကိစ္စတစ်ခုပဲတက်တယ်။ဘယ်ဌာနလဲဆိုတော့တဌာနပေါ့နော်။ဘောစင်ဆိုတဲ့ဌာနတစ်ခုမှာပဲတက်ကြတယ်။ပိပတ်ဥလို့ခေါ်တယ်နော်။အတူကောင်းမှလို့ရှိရင်ပိပတ်ဥ ပြပတ်ဥဆိုတော့ဌာနတဌာနပြီးရင်ဆန်စိတ်ဆန်စိတ်ကိုတွဲမှနှစ်ခုတွဲမှမယ်ဆန္ဒရဲ့စိတ်ရဲ့စိတ်ဒီလောကုတ္တရာစိတ်လောကုတ္တရာစိတ်တို့ဆန္ဒတို့ဟာလည်းပဲ80ပတ်80ပတ်တခုမှပဲတက်တဲ့အတွက်ကြောင့်မို့လို့ဆန်စိတ်ပြပတ်ဥဆန်စိတ်ပြီးသားလို့ချင်းရင်ဟိုဟာပြန်လာမယ်ဝိတ္တဝိတ္တကဆိုရင်မေခင်မှာတဌာနချက်ချက်ပြီးရင်နောက်တစ်ခုကဝိယတိ၃ပါးလာမယ်နော်ဝိယတိ၃ပါးကိုတွဲမှတ်မယ်တမဝါစာတမကမ္မန္တာတမအာ ဇီဝသူတို့ဟာလည်းပဲမက်ကင်မှာဒီဌာနတစ်ခုစီဒီတက်တယ်ပေါ့နော်တဌာနတက်မယ်ဒါဆိုရပြီဝိတ္တရဲ့ဝိရတိ၃ပါးရဲ့တွဲမယ်ပြီးရင်အောက်မှာဘုံ၅ပါးလို့တွဲမှတ်လိုက်မယ်ဘုံ၅ပါးဓာတာဝိရိယတတိတမာတိပညာဆိုရဲဘုံ၅ပါးဘုံ၅ပါးဟာ ဆိုလို့ရှိရင်ဒီဘက်ကဘာနာမလဲဆိုရင်တဌာနရယ်နှစ်ဌာနရယ် sorry နှစ်ဌာနနော်ဓာတ္တာဒီနှစ်ဌာနဝိရိယဒီကိုဌာနသတိဒီရှစ်ဌာနဧကကရာဒီ၄ဌာနပြင်းရင်ရွေဒီ၅ဌာနနော်ဓာတ္တာဝိရိယသတိသမารိပညာဆိုပြီးတော့အဘုံ၅ပါးကိုမှတ်မယ်သူတို့ရဲ့ခဏန်းတွေက2 9 4 5နော်2 9 4 5ဆိုတာမှတ်လို့ကောင်းတယ်2 9 4 5ဆိုတော့ဟိုကာယနဲ့မှတ်လိုက်ရင်2 9 4 5ပေါ့နော် ဲ့လိုမှတ်လိုက်လို့ရှိရင်ဒါ2 6 4 5ဆိုတာပြီးသွားပြီอืมပြီးတော့သူတို့ရဲ့ရောက်ကြည့်တဲ့ဌာနတွေကိုဇရာထဲမှာကြည့်ပြီးတော့ကြက်လိုက်ပါအချို့သောလောကုတ္တရာစိတ်တို့၌တမာသင်္ကပ္ပဝိတ္တေကိုဖြစ်ပြီးတော့ပီတိတို့ဝိတ္တေပီတိတို့မဖြစ်ရခြင်းအကြောင်းနဲ့နော်လောကုတ္တရာစိတ်တွေမှာဆိုရင်ဘောရိပကိယတရားတွေကတပြိုင်တည်းဖြစ်တယ်တဲ့ ေမဲ့လည်းပဲဝိတက်စေတသိက်ကပထမဇာမှာဖြစ်တယ်ဒုတိယဇာမှာမဖြစ်ဘူးပိတိယကြတော့ပထမဇာဒုတိယဇာတတိယဇာမှာဖြစ်တယ်သဒုဒ္ဒတံပြစ္စမဇံနေမှာပိတိမဖြစ်ဘူးတဲ့ဒါကြောင့်မို့လို့ချုပ်တော်လောကုတ္တရာစိတ်တွေမှာဝိတက်ပိတိတို့မဖြစ်ရခြင်းဖြစ်ပါတယ်တဲ့နောက်တစ်ခုကလောကုတ္တရာစိတ်၌ဘောရိပကိယတရားတို့ဖြစ်မဖြစ်တဲ့နော်လောကလောကီကာမဝါစရာမဟေကုကုသိုလ်စိတ်တို့၌သီလဝိတ္တုတိစသောလျှောက်ပါသောဝိတ္တုတိတို့ဖြစ်ရအခါတဲ့နော်ကာမ ါစရမဟေကုကုတို့စိတ်တွေမှာဝိသုဒ္ဓိ6ပါးဖြစ်တဲ့အခါမှာတို့လို့ရှိရင်သတိပဋ္ဌာန်စတဲ့ကိစ္စအားလျော်စွာအချို့သောဗောဓိယပကိယတရားတို့သည်အချို့သောလောကီစိတ်တို့၌အတိအသီးဖြစ်ပြီးတော့အချို့သောလောကီစိတ်တို့၌မဖြစ်ကြပါတဲ့နော်ဒါဘောဓိပကိယတရားတို့ဒီလောကီစိတ်မှာဖြစ်မဖြစ်ဆိုရင်ဖြစ်ခြင်းလည်းဖြစ်တယ်မဖြစ်ခြင်းလည်းမဖြစ်ဘူးလို့ဆိုလိုတာเนาะနောက်ဆိုရင်ဘောဓိပကိယတရားတင်ကဟာပြီးွားပြီ